ကပ္ပငင်းချမ်းရေးကိုရှေးရှုဖို့ဒေါ်နယ်ထရမ့်ကိုရော်နယ်ဒိုတောင်းဆိုအသက်40ကျော်အရွယ်ရောက်နေပေမဲ့မျက်ခင်းစိမ်းတွေပေါ်မှာဘောလုံးချစ်သူတွေအတွက်ကိုစွမ်းသမားဆိုတဲ့အကောင်းဆုံးဆိုတဲ့အရာတွေကိုဆက်လုပ်ပြဖို့ကြိုးစားနေတဲ့ရော်နယ်ဒိုဟာအီရန်နဲ့အစ္စရေးကြားမှာဖြစ်ပွားနေတဲ့အပြန်အလှန်တိုက်ခိုက်မှုတွေဟာကမ္ဘာကြီးရဲ့ငြိမ်းချမ်းမှုတွေကိုပြည့်ရင်းလာစေတာကြောင့် ကဘာကြီးရဲ့ငြိမ်းချမ်းရေးကိုရှေ့ရှုဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကို တောင်းဆိုခဲ့တယ်လို့သတ်မှတ်ရမယ်အပြုအမူတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ကနေဒါမှာကျင်းပနေတဲ့ကမ္ဘာစစ်မှုထိပ်သီးခုနှစ်နိုင်ငံ G7 အစည်းအဝေးမတိုင်မီမှာဥရောပကောင်စီဥက္ကဋ္ဌအဖြစ်တာဝန်ယူနေတဲ့ပေါ်တူဂီနိုင်ငံသားအန်တိုနီယိုကော့စတာကရော်နယ်ဒိုဝစ်စင်နေကြကျောင်းနံပါတ်9ပေါ်တူဂီလက်ရွေးစင်ဂျာစီပေါ်မှာ မရကြီးဒေါ်နယ်ထရန့်ငြိမ်းချမ်းရေးအတွက်ကစားပါဆိုတဲ့စာသားရေးသားထားတဲ့ကြာစီကိုဒေါ်နယ်ထရန့်ကိုလက်ဆောင်ပေးခဲ့ပါတယ်။ဒေါ်နယ်ထရန့်ကမီဒီယာတွေရှေ့မှာလူသိရှင်ကြားလက်ခံခဲ့ပြီးဒီကြာစီဟာရော်နယ်ဒိုကိုယ်တိုင်စာရီကိုကိုယ်တိုင်ရေးပြီးလက်မှတ်ထိုးထားပြီးအထူးလက်ဆောင်အနေနဲ့သူ့ကိုလက်ဆောင်ပေးခဲ့တာဖြစ်တယ်လို့ဒေါ်နယ်ထရန့်ကတရားဝင်ပြောကြားခဲ့တာဖြစ်ပါတယ်။ဒါဟာတတိယကဘာစစ်ကိုဥတီသွားနိုင်တယ်လို့တကဘာလုံးကစိုးရိမ်နေကြတဲ့ အစ္စရေးနဲ့အီရန်ကြားကတိုက်ခိုက်မှုတွေကိုညှိနှိုင်းဖြေရှင်းပေးနိုင်ကြအရှိဆုံးသူတစ်ယောက်ဖြစ်တဲ့အမေရိကန်သမ္မတဆီကိုရော်နယ်ဒိုကမြစ်တာရက်ခံခဲ့တာဖြစ်တယ်လို့လည်းတညိတညွတ်ထဲလက်ခံခဲ့ကြပါဗျ။ကမ္ဘာဘောလုံးပရိသတ်တွေကဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးဂုတ်တူလို့သတ်မှတ်ခံထားရသူတစ်ယောက်ဖြစ်တဲ့ရော်နယ်ဒိုရဲ့ဒီကြိုးပမ်းမှုကတော့ဂုတ်လို့သတ်မှတ်ခံထားရသူတွေထဲမှာတကယ်အတိမတ်ပြုရမယ့်လောက်ရတစ်ခုလို့တကဘာလုံးက တက်မှတ်လက်ခံကြတော့မှာပဲဖြစ်ပါတယ်